안녕하세요, 여러분. 오늘은 심이라는 단어를 배울 겁니다. 디네아로 심소레, 생이소레, 이베오 포비아레, 한자 미니리우 띠미마바, 구디마 그네는 벤니 이라라가 발레소로 누가 리 심소레서 롱덜롱해마 이농아 벼타들로 띠우사가 봉쌤을 우레르자물로 ပုံမတူတော့ဘာဖြစ်မှာတော့အဓိပ္ပာယ်လည်းမတူပါဘူးเนาะအဲကြောင့်မလို့အဓိပ္ပာယ်၃လေးခုအများကြီးရှိရတဲ့အနေမှာဒီနေ့အသုံးများတဲ့ရှိဆိုတဲ့ဒီဒီစလုံးလေးပေါ့เนาะတရုပ်စလုံးမာရူးမလို့ခေါ်တဲ့စိတ်ဆိုတဲ့အဓိပ္ပာယ်ကိုဖော်ပြတယ် meaning လေးကိုရှင်းပြပေးမှာဖြစ်ပါတယ်အဲကြောင့်မလို့ခုစပြီးတော့ပထမတလုံးကိုကြည့်မယ်ရှင်းကြံရှင်းကြံဆိုတာကဘာကိုပြောရလဲနှလုံးကိုပြောတာဟုတ်တယ်မလားအဲကြောင့်မလို့ရှင်းကြံနှလုံး ပုံမှန်နှလုံးတွေပါခုန်နေဆိုလို့ရှိရင်ရှင်းကြငီးပြော့ရောအနှလုံးခုန်နေဟုတ်တယ်မလားအဲအဲ့လိုမျိုးကြီးပြောလို့ရတယ်ရင်ခုန်နေအဲ့လိုမျိုးပြောလို့ရတယ်အဲရှင်းကြရမှာနော်နှလုံးခုန်တာဆိုတာလေပြောလို့ရပါတယ်ပြပြဆိုလို့ရှိရင်နောက်တစ်ခုကကြတော့ရှင်းနီရှင်းနီဆိုတာစိတ်ပိုင်းဆိုင်ရာကိုပြောချင်တာပါအဲ့ဒီနောက်မှာ hack ဆိုတဲ့ပညာရက်ကိုခြေလိုပေါင်းလိုက်တဲ့အချိန်မှာ 心理学လို့ပြောရဲဆိုလို့ရှိရင် chero ဒီ psychology ကိုပြောတာပါစိတ်ပညာရက်ကိုပြောတာပါစိတ်ပိုင်းဆိုင်ရာဒီတင်ရတဲ့ chero လေးလာရတဲ့ဖာတာရက်ပေါ့နော်အဲဒါကို心理学 psychology လို့ခေါ်ပါတယ်心理ရိုးရိုး心理ကကြတော့ဒီစိတ်ပိုင်းဆိုင်ရာလို့ chero ပြောလို့ရတယ်ပြီးရင်နောက်တစ်ခု심정도 心中度ဆိုတာကဘာကိုပြောရလဲဆိုလို့ရှိရင်ခြေတို့ဒီ心ဆိုတာကစိတ်ကိုပြောတာပါရမယ်နော်ဒီမှာရှိတဲ့ chon ဆိုတာကဘာကိုပြောရလဲဆိုလို့ရှိရင်သူဟာလက်စစ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောချင်တာပါဒီမှာ do ဆိုတာကဘာလဲဆိုရင် degree တို့ ပမာဏတို့အဲ့လိုမျိုးအတိပဲကိုချဲတို့ပြောတာပါအဲဒါကြောင့်မလို့ရှင်းကြုံတူဆိုတာကဘာလဲဆိုလို့ရှိရင်ချဲတို့ဒီနှလုံးခုန်နှုန်းတွေပါတယ်ပေါ့နော်အဲ့ဒါကိုတိုင်းနဲ့ချဲတို့ ECG ကိုပြောတာဖြစ်ပါတယ်အခုဒီစေးုံသွားတယ်ဒီလူကုခုပေါ့နော်အဲ့လိုမျိုးစေးတွေပါတယ်စစ်တယ်ဆိုလို့ရှိရင်နှလုံးခုန်နှုန်းရိုက်တယ်ဒီ ECG ကိုရှင်းကြုံတူတာကိုဟမ်နေတာရမယ်နော်သူကဒီမှာစိတ်နှလုံးဆိုတဲ့အတိပဲဒီမှာလည်းနှလုံးဆိုတာထည့်ပြီးရေးပေးပေါ့ ရမယ်နော်ပြီးရင်နောက်တစ်ခုကကြတော့အေစာရှိဒီမှာလဲရှင်းပါတယ်ဆိုရင်စိတ်ကိုပြောတာပါရမယ်နော်အဲ့ဒါကြောင့်မလို့ဗာလဲဆိုရင်အေဆိုတာကတခုခုချစ်တယ်ဆိုတဲ့အဓိပ္ပာယ်ပါစာဆိုတာကကြတော့ဟဲ့စာကုမ္ပဏီအဲ့ကြတော့ချစ်တယ်ကုမ္ပဏီစိတ်ဆိုတော့ဘာဖြစ်မှာလဲကုမ္ပဏီချစ်တဲ့စိတ်ပေါ့ရမယ်နော်ဒီကုမ္ပဏီပေါ်မှာ तू ကဒီကုမ္ပဏီကို ချစ်ချစ်တယ်ဆိုတာထက်ဆိုင်လို့ရှိရင်ဒီလောက်ကိုလူတဘောကြတယ်နှစ်ချိုက်တယ်လို့အထိပဲပေါ့နော်ကုမ္ပဏီကိုကြိုက်တယ်ပေါ့ပြောချင်တာကုမ္ပဏီကသူ့ဘောကောင်းတော့သူကလည်းဒီကုမ္ပဏီပေါ်မှာတစ္ဆာရှိတယ်ကုမ္ပဏီကိုကြိုက်တယ်လို့အထိပဲဟုတ်မလားပြီးရင်နောက်တစ်ခုကဟေကုက္ရှင်ဒီမှာရှိရကုက္ဆိုတာနိုင်ငံကိုပြောတာဟုတ်မလားအဲ့ဒါတော့နိုင်ငံကိုချစ်တဲ့စိတ်ပေါ့အဲ့ဒါကိုဟေကုက္ရှင်မီတာကိုဟမ်နေတာပြီးရင်နောက်တစ်ခုကကြတော့ရှင်းရှင်းရှင်းဆိုတာကခုနကပြောတဲ့နှလုံးလို့စိတ်တို့ ရပါတော့ရှင်းဆိုတာကじゃခဏကို ပြောတာပါအဲ့ဒါကြောင့်မလို့ရှင်းရှင်းဆိုလို့ရှိရင်နှလုံးရောစိတ်ရောလူရောခဏကိုရောအဲ့လိုမျိုးတွေပဲဒါမှမဟုတ်ကျွန်တော်တို့စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာပေါ့အဲ့ဒါကြောင့်မလို့ပုံမှန်ချက်လို့ဒီဒီနေ့ပါလေးကြည့်တယ်ဆိုလို့ရှိရင်ရှင်းရှင်းမီရောက်ဆိုတဲ့စကားခဏခဏပါပါတယ်အထူးအဓိကအဖြစ်အဲ့လိုအမှုတွေပါလေလှုပ်တဲ့ချိန်တွေမှာဆိုလို့ရှိရင်ဒီမီနင်းကဟောပါတယ်ပေါ့နော်သူကပါလဲဆိုလို့ရှိရင်မီရောက်ဆိုတာကအဲ့လို weak ဖြစ်တာပြော့တယ် အားနေတယ်ဆိုတဲ့အတိပဲ။ဒါမှမဟုတ်အကြံမလို့စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာနည်းနည်းအားနေတဲ့လူပေါ့။ဥပမာအားဖြင့်ကိုဝန်ဆောင်တို့ကလေးလေးတွေတို့အသက်မပြေတဲ့ကလေးလေးတွေဆိုရင်ဒါကသူတို့တွေကဟိုစိတ်ထိခိုက်လွယ်တယ်လေနော်။အဲအဲ့လိုမျိုးလူတွေဆိုလို့ရှိရင်ရှိမရှိမီရလို့ချေလို့ပြောလို့ရတယ်။ဒါမှမဟုတ်ကိုရီးယားမှာဆိုလို့ရှိရင် ဟိုမှာအမှုလုပ်တယ်အမှုကျွလွန်လိုက်တယ်ပြမှုကျွလွန်လိုက်တယ်ဒါပေမဲ့အဲ့ဒီတရားခံကဟိုကလေးဖြစ်နေတာပဲဖြစ်ဖြစ်ဒါမှမဟုတ်ပဲနဲ့စိတ်ပိုင်းဆိုင်ရာမှာသူကယောဂတခုခုဖြစ်နေတာပဲဖြစ်ဖြစ်ဒါမျိုးဆိုလို့ရှိရင် ရှင်းရှင်းမီရကလို့ပြောပြီးတော့ဒီသူခံရမယ့်ပြစ်ဒဏ်ကိုလည်းလည်း short ချပေးတယ်ဒီလိုဥပဒေလေးလည်းရှိတယ်ပေါ့နော်ဒါကလည်းပြဿနာဖြစ်နေတာပေါ့အော်အဲ့လိုမျိုးလေးတွေလည်းရှိပါတယ်အဲ့ဒါကြောင့်မလို့ရှင်းရှင်းမီရဆိုတာကယောပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာပျော့ညံ့တဲ့လူအဲ့လိုမျိုး weak ဖြစ်နေတဲ့လူကလေးတွေကိုယ်ဝန်တွေတွေ ကိုဝင်ဆောင်နေလူတွေပေါ့နော်အဲစသဖြင့်ပေါ့အဲဒီနှလုံးရောက်ကရှိရဲ့လူဆိုလည်းရတယ်ရမှာနော်အဲလိုမျိုးပြီးရင်နောက်တစ်ခုကကြတော့ယူရှင်ယူရှင်ဆိုတာကတခုခုကိုတေချာတတိထားလိုက်တယ်ဆိုတဲ့အဓိပ္ပာယ်ရမှာနော်တခုခုကိုတေချာစိတ်ဝင်စားလေးနဲ့ကိုကကြည့်လိုက်တာပဲဖြစ်ဖြစ်စောင့်ကြည့်လိုက်တာပဲဖြစ်ဖြစ်တတိထားလိုက်တာပဲဖြစ်ဖြစ်အဲ့လိုနေရာမှာယူရှင်လို့တုံးတယ်ပုံမှန်သူကဒီလိုမျိုးတုံးပါတယ် adverb အနေနဲ့ယူရှင်မီ ဥပမာအဖြစ်ကြည့်တယ်ဘလို့ကြည့်လိုက်တာတော့ခယူးဆိုင်ပြီးတော့ကြည့်လိုက်တယ်ဒီခြာလေးကိုကြည့်လိုက်တယ်ဒီပြုတ်ပြီးတော့ကြည့်လိုက်တယ်ဆိုရင်ယူရှိမီဟိုတာလို့တုံးလို့ရတယ်အဲ့တော့ queue site ပြီးတော့ကြည့်လိုက်တယ်တေချာကြည့်လိုက်တယ်ဆိုတော့ရိုးရိုးရင်းဖိုးတာဆိုတာမျိုးလုံးနဲ့တရားရင်ပဲကြည်ရလေနော်အဲ့ဒါအောင်မှာရှေ့မှာထူပြုတ်ရှင်နေဆိုရင်ယူရှိမီလေးထည့်လိုက်တယ်ဆိုရင်အော်တတိပြုတ်လိုက်တယ်အထူပြုတ်လိုက်တယ် queue site ပြီးတော့ကြည့်လိုက်တယ်တတိထားပြီးတော့ကြည့်လိုက်တယ်အဲအဲ့ဒါကိုယူရှိမီပို့တာလို့တုံးလို့ရတယ်ဒါကြောင့်မို့သူက valve ရဲ့ အရှိမတွေ့တဲ့ advert ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီနေ့မီနင်းကတော့အများကြီးတော့မရှိပါဘူးဒါပေမဲ့ဟန်ချာလေးတွေကမီနင်းထဲမှာကိုကနည်းနည်းများတဲ့အတွက်ကြောင့်မလို့ဟိုစလုံးလေးတွေတော့ပို့ပြီးရရမယ်လို့တော့ထင်ပါတယ်အဲ့ဒါကြောင့်မလို့မီနင်းလေးတွေကိုလည်းပုံမှန်လေးတခြားလေးလိုက်လောက်ကြပါလို့ပြောရင်းနဲ့ဒီနေ့ဗီဒီယိုကိုဒီမှာပဲရက်ပြီးတော့ share လို့နောက်ဗီဒီယိုမှာပြန်ပြီးရတွေ့မယ်ရတော့ကြောင်မြောင်းအညောင်း